မေဇပါနာသတံယမောအယက်သေးသာမတော်စားနဲ့မောင်မားတတဲ့အရာတွေအေဓမ္မဗုဒ္ဓဝါဒကဗ္ဗမင်္ဂလာတွေမြတ်စွာဘုရားက38ပြားမင်္ဂလာတရားတော်ထဲမှာအယက်သေးသာမူရေစေဝါကိုမတော့ပါနဲ့မသုံးဆွဲပါနဲ့တဲ့ ဒီမူရေစေဝါသုံးဆွဲမဲ့ဆိုရင်တဲ့စိတ်တွေကကနာမငိမ့်ဖြစ်ပြီးတော့မိမိလုပ်ငန်းကိုမှလည်းပဲအနောက်ချက်ဖြစ်စေပါれမူရေစေဝါဆိုတာတဲ့အရက်မူရေစေတဲ့တော့အရာအလုံးစိတ်တကြွစေပြတဲ့ဒါတွေကိုစားမဲ့သုံးဆွဲမဲ့ထိုးသွင်းမဲ့ဆိုရင်ဒီပုဂ္ဂိုလ်ဟာတဲ့စိတ်တွေကကနာမငိမ့်ဖြစ်ပြီးတော့ လုပ်ငန်းကိုင်ငန်းနေပြည့်စည်တဲ့ပါတယ်တဲ့ဒီမူရီဆေးဝါးထဲမှာအတုံးများဆုံးကတော့အရက်ပေါ့ပါတီပွဲတွေမှာလူတွေကပထမတော့ပြောရှင်ဖို့เนาะဆိုပြီးတော့အရက်တောက်ကြတယ်ဒါလို့အရက်တွေကိုတဲ့နည်း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 တောက်ရင်းနေတဲ့စွဲလာမယ်ဆိုရင်တဲ့ဒီအရက်ကနေကိုယ့်ကိုဖြည့်ဆည်းတတ်ပါတယ်တဲ့ ကျမ်းမာရေးတွေလည်းပျက်စီးတတ်တယ်လုပ်ငန်းကိုင်ငန်းငွေရေးကြေးရေးအလုပ်ကိုင်တွေလည်းပျက်စီးတတ်ပါတယ်တဲ့နော်ဒီအရက်ကိုဆွဲပြီးတော့ဖြတ်လို့မရဘူးဆိုရင်ကျမ်းမာရေးထိခိုက်ပြီးတော့အသက်သေဆုံးရတဲ့အထိဖြစ်နိုင်ပါတယ်ဒါကြောင့်တဲ့နိုင်ငံတကာဥပဒေမှာမူရေးစေဝါဆိုင်ရာဥပဒေတွေကို ပြဋ္ဌာန်းထားတယ်ဒါအရက်တော့ပြီးတော့ကားမောင်းမယ်ဆိုရင်လည်းပဲကားတိုက်မှုယင်တိုက်မှုတွေဖြစ်ပြီးတော့အသက်သေဆုံးနိုင်တယ် နော်ကိုင်ငါချုပ်တဲ့ decibel လည်းဖြစ်သွားနိုင်ပါတယ်တဲ့အချို့ဝိဝိဝိသမလောဘသမားတွေကတတရားမဝင်မူရစီဝါရောင်းဝယ်မှုတွေလုပ်ကြတယ်တဲ့ရှုပ်လူတွေလည်းဒါအရရဲ့သားကောင်ဖြစ်ပြီးတော့ဒါသူတို့ရဲ့မူရစီဝါရဲ့သားကောင်ဖြစ်သွားနိုင်ပါတယ်ဒါကြောင့်အောင်တဲ့မြတ်စွာဘုရားကနော်မူရစီဝါ အယက်သေးစာကိုမတော့ရှင်းဟာမင်္ဂလာလို့ဟောတော်မူပါတ